Hello, likewise. Okay.

โอเคจนไม่เสียเนี่ยอารมณ์มิงลาบะครับเนี่ยเจียระเสียเบียระมาพ่อวันตายปัดเจียระเสียเบียระอารมณ์มิงลาบะ okay, ောင်းဝဝိုင်းဖြစ်ရနော်ဟင်းဒီပါလေတဲ့မင်္ဂလာညချမ်းပါကဲအားလုံးမင်္ဂလာပါခင်ဗျာနော် ဒီ live follow channel ကိုကြည့်ရှုအားပေးနေတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ကျွန်တော်ဒီမှာကျွန်တော်မိတ်ဆွေများကိုကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဒီမှာတပတ်အတွင်းထွက်မယ်မူလေးတွေကိုကျွန်တော်ခြားပြပြီးတော့မှာဖြစ်ပါတယ်เนาะအဲ့တော့တပတ်တင်းထွက်မယ်မူလေးတွေကိုကျွန်တော်ခြားပြပြီးတော့မှာဖြစ်ပါတယ်ကဲဖုန်းကလည်းဖိုးကတ်မပြတ်ဘူးဖြစ်နေတယ်ဖုန်းကလည်း ကဲမင်္ဂလာညချမ်းပါเนาะမင်္ဂလာညချမ်းပါဟုတ်ကဲ့လိုင်လက်မလေးတွေเนาะလိုင်လက်မလေးတွေနှိပ်ထားပြီပါလိုင်လက်မလေးနှိပ်ထားပြီပါခင်ဗျเนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်အဲ့လေအချိန်ပြည့်လိုင်းမမတက်နိုင်တာလဲပေါ့เนาะနားလိုက်ပြီပါပေါ့เนาะတော်စံအေးတဲ့မင်္ဂလာပါဟုပြောရပါတယ်ဟုတ်ကဲ့မင်္ဂလာပါ ကဲမင်္ဂလာညချမ်းပါเนาะဟုတ်ကဲ့ပါကျွန်ဝန်မများအားလုံးเนาะစီးမသိရသေးတဲ့ channel လေးကို subscribe လေးနှိပ်ထားပါခေါင်းလုံးလေးတီးထားပါခင်ဗျာเนาะနောက်ရက်ဒီမှာကျွန်တော်အကောင်းဆုံးအကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်ကြိုးစားပြီးတော့ line မောတက်ဖြစ်အောင်တက်ပါမယ်เนาะအဲ့တော့ဒီဒီနေ့မှာတော့ကျွန်တော်တို့အဒီဒီဘက်မှာတော့ပေးရရှိထားတာဖြစ်တဲ့အတွက်ဒီကလနာမုံလေးတစ်ပတ်အတွင်းမှာဖတ်မယ်မူဆိုင်လေးတွေ ရှိပါတယ်เนาะအဲ့ဒီမူလေးရဲ့ထွက်ရက်ဒီနီးပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒါကြောင့်မို့ကျွန်တော်လာပြီးတော့ပြောပြပေးခြင်းပဲဖြစ်ပါတယ်ပေါ့เนาะကဲအဲ့မှာကျွန်တော်မပြောပြခင်ကြီးပေါ့เนาะဒီမှာလက်ဆိုင်မူလေးပါကျွန်တော်ချပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့เนาะလက်ဆိုင်မူလေးတွေပါချပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်မိတ်ဆွေများเนาะပါပြီးပါလို့ရမလဲကျွန်တော်ရဲ့မိတ်ဆွေတွေကိုမူလေးနဲ့ကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်เนาะ ော့ကျွန်တော်တို့ဒီမှာပြီးခဲ့တဲ့ပတ်ကတင်းလာနေရထွက်တဲ့ကဏ္ဍလေးကကျွန်တော်တို့ဒီမှာနှစ်ကိုနှစ်ကို၄ညနော်နှစ်ကို၄ညသုံးည၅ည၅သုံးည၅၄၈၂၆နော်ပြီးတော့ကျွန်တော်45 95နော်ပြီးတော့ 35 82เนาะโอเคအဲ့ဒါလေးတွေကိုကျွန်တော်တို့ဘာထွက်ပြီးဘာလုပ်ရမယ်ဆိုတဲ့တိုင်းတာလေးခုပါကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများကိုเนาะဟုတ်ကဲ့အတန်လေးကြားတယ်ဆိုမှန်လာပြီပါเนาะအတန်လေးပြောရတာရှင်းတယ်ဆိုလို့ရှိရင်ပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီ ကျွန်တော်၁၄ချိန်နာလို့ပေါ့နော်ကျွန်တော်မိစေတွေအတန်ကြည်လင်းအောင်ဆိုပြီးတော့ဒီ၁၄ချိန်နာလို့ပါဒါလေးနဲ့ကျွန်တော်ချိန်နာလို့ပါနော်ရှင်တော့ကတော့ကျွန်တော်ဒီမိုက်ကရှက်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 အတန်နေထွက်နေတယ်နော်အဲကြောင့်အခုဒီမိုက်လေးနဲ့အဆင်ပြေတယ်ဆိုရင်ဒါကျွန်တော်မိစေများဟောပေါ့နော်အဲတော့ left side မူလေးကိုကျွန်တော်အရှင်းပြပေးမယ်နော် left side မူလေးကို left side မူလေးကိုကျွန်တော်အရှင်းပြပေးသွားမယ်နော်အဲတော့ ျွန်တော်ဒီမှာဒါလက်ဆိုင်မူပေါ့နော်လက်ဆိုင်မူလေးကိုကျွန်တော်ရှင်းပြပေးသွားမယ်ဒီသုံးလုံးပေါင်းချင်းဒီ6ရယ်4ရယ်ပေါင်းတော့30သုံးလုံးပေါင်းချင်းဒီ5ဖြစ်ပါတယ်နော်5ဖြစ်ပါတယ်ပြီးတော့ဒီမှာဒီသုံးလုံးပေါင်းချင်းဒီ 9ရဲ့3ရဲ့5ရဲ့3လုံးပေါင်းညစ်နေ4ဖြစ်ပါတယ်ခင်ဗျာเนาะ4ဖြစ်ပါတယ်အေးကျွန်တော်တို့ဒီမှာဒီ3လုံးပေါင်းညစ်ဒီ5 4 3ဆိုတဲ့မူလေးပေါ့ဗျာเนาะ5 4 3ဆိုတဲ့မူလေးဟုတ်ပြီเนาะဒါကတော့ left side မူလေးကြီးကျွန်တော်အရင်ဆုံးရှင်းပြပေးတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တစ်ပတ်အတွင်းကျွန်တော်တို့မဖြစ်မနေထွက်မယ်เนาะအဲကျွန်တော်တို့ကနန်းလေးကြီးเนาะမူလေးကြီးကျွန်တော်ရှင်းပြပေးသွားမယ်เนาะကလင်နာနဲ့ အဲ့တော့ဒီမှာသုံးလုံးပေါင်းခြင်းညီ9ဖြစ်ပါတယ်။သုံးလုံးပေါင်းခြင်းညီ6ဖြစ်ပါတယ်။သုံးလုံးပေါင်းခြင်းညီ3ဖြစ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့ကျွန်တော်တို့ဒီညမှာပါထည့်မယ်။အဲ့ဒီမှာ9ရဲ့3ရင်ပေါင်းနှလုံးပေါင်း6ဖြစ်တာလားဖြစ်တဲ့အတွက်သုံးလုံးပေါင်းခြင်းညီ3ဖြစ်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က9ထိပ်စီနော်။9ထိပ်စီဖြစ်ပါတယ်။ဟုတ်ပြီနော်။9ထိပ်စီဖြစ်ပါတယ်။အဲ့ဒါဆိုရင်ဒါတော့လက်ဆိုင်မျိုးပေါ့နော်။ကျွန်တော်မြင်တာတွေ့တာလေးပေါ့။အဲ့တော့ကျွန်တော်တို့ဒီမှာ ဒီကနန်း၃လုံးပေါင်းခြင်းဒီကျွန်တော်တို့ oh sorry ဒီကနန်း၃လုံးပေါင်းခြင်းဒီကျွန်တော်တို့ပါရမလဲ၃လုံးပေါင်းခြင်းဒီကျွန်တော်တို့အဲ့ဒီမှာ၄ရက်၂ရက်၉ရက်ဆိုပြီးကနန်း၃လုံးပေါင်းခြင်းဒီကျွန်တော်တို့ဒီမှာ၅လို့ရပါတယ်နော်အဲ့ဒီ၅ဒီကျွန်တော်အဲ့ဒီမှာလုံးပိုင်းနော်အဲ့ဒီမှာ55လို့ထွက်ထားပါတယ် ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီကနန်း၃လုံးပေါင်းကြည့်သည်ကျွန်တော်တို့ဘာရလဲနော်ဒီကနန်း၃လုံးပေါင်းကြည့်သည်ကျွန်တော်တို့ဘာရလဲဟာဒီမှာကျွန်တော်တို့ရှစ်လို့ရပါတယ်အဲ့ဒီရှစ်ဒီကအဲ့ဒီမှာလုံးပိုင်းနောက်ပိတ်နော်ဒီ၅ဒီကငါးနောက်ပိတ်နော်အဲ့တော့ဒီမှာ58လို့ကျွန်တော်တို့ကြာထားပါတယ် ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီကရန်၃လုံးပေါင်းခြင်းဒီကျွန်တော်တို့ shift ဆိုပြီးတော့ပဲကျွန်တော်ထပ်ရပါတယ်။အဲ shift ဒီကျွန်တော်တို့ကဒီနေရာမှာ now pay shift ဖြစ်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ဒီပေါင်းလိုက်တဲ့ဒီကရန် ခု58ဆိုတဲ့ကရန်ကိုကျွန်တော်က rate 3ပေါ့နော်။အဲ့ဒီ rate 3ကိုနောက်ထပ် rate 3တကွက်ထပ်ထည့်ပေးပါမယ်။9ရဲ့ power 3ညာ9ရဲ့ power 3ညာ အရှိပါပါ3 3ည3ဖြစ်ပါတယ်58 3ည3ဖြစ်ပါတယ်เนาะ58 3ည3ဖြစ်ပါတယ်ပြီးတော့ဆိုရင်ကျွန်တော်တို့53 53ကျွန်တော်တို့အဲ80ဒါမျိုးလေးကျွန်တော်တို့ယူရပါမယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ကျွန်တော်မိတ်ဆွေများဟိုပေါ့เนาะအဲကျွန်တော်ဒါလက်ဆိုင်မူပေါ့လက်ဆိုင်မူကိုကျွန်တော်ရှင်းပြတာဖြစ်ပါတယ် ဒါဆိုင်မူနောက်တနည်းရှိပါသေးတယ်ခင်ဗျာနော်ဒါကတော့ညနေခင်းပေးလာတဲ့မူလေးပေါ့နော်ညနေခင်းပေးလာတဲ့မူလေးကိုဒီမှာတစ်ချက်ရှင်းပြပေးပါမယ်ဒီနှစ်ရဲ့ဩဒီ၄ရဲ့၃ရဲ့ပေါင်းတော့ခွန်၉နဲ့ပေါင်းတော့ကျွန်တော်တို့ဒီ၉နဲ့ပေါင်းတော့နော်ဒီ၉နဲ့ပေါင်းတော့ကျွန်တော်၃လုံးပေါင်းခြင်းညီ၆လို့ရပါတယ်၃လုံးပေါင်းခြင်းညီကျွန်တော်တို့အဲ့ဒီမှာ6လို့ရပါတယ်6ပါပါ1ဆိုတော့အဲ့ဒီမှာ အဲ့ဒီမှာနော်ညနေပိုင်းအတွက်ကိုဒါထပ်ထည့်ပေးပါတယ်နော်ဟုတ်ပြီတဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာလဲဒီကနန်း၃လုံးပေါင်းခြင်းဒီကျွန်တော်တို့ပါရလဲဟာဒီနေရာမှာ၉ရဲ့၄ရဲ့ပေါင်းတော့၃နော်၉ရဲ့၄ရဲ့ပေါင်းတော့၃ဟာဒီမှာကျွန်တော်တို့၄နဲ့ပေါင်းတော့ခွန်ဖြစ်ပါတယ်တဲ့ခွန်ပါဝါ2ဆိုတော့အဲ့ဒီနှစ်ဒီအဲ့ဒီမှာနှစ်ထိပ်စီးလို့ကျွန်တော်တို့ခြာပေးပါတယ်တဲ့နော် ကဲဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာဒီကဏ္ဍသုံးလုံးဒီကျွန်တော်တို့အားရလဲနော်ဒီကဏ္ဍသုံးလုံးပေါင်းခြင်းဒီအဲ့ဒီမှာ9ရက်9ရက်ပေါင်းတော့4ပါတဲ့နော်9ရက်9ရက်ပေါင်းတော့4ပါ8နဲ့ပေါင်းတော့2ပါတဲ့နော်2ရက်ပါပါခွန်မခွန်ပါတဲ့အဲ့ဒီခွန်ဒီတဲ့ကျွန်တော်တို့အဲ့ဒီမှာခွန်ထိပ်စီ ဖြစ်ရမှာ ဖြစ်ပါတယ်တဲ့เนาะခွန်ထေးစီဖြစ်ရမှာဖြစ်ပါတယ်တဲ့ဟင်းတော့ဘာမှမသိခွန်ထေးစီဖြစ်ရမှာဖြစ်ပါတယ်တဲ့เนาะအဲ့တော့ခွန်ထေးစီဖြစ်ရမှာဖြစ်ပါတယ်တဲ့ကဲဒါဆိုရင်ကျွန်တော်တို့က ောင်းမိတ်ဆွေများနော်အာညနေခင်းအတော့ကိုကျွန်တော်တခါလေးပဲမြင်ရမှာဒါဆိုကျွန်တော်တို့နော်နောက်ပိုင်းလေးကိုဆက်သွားပါမယ်တဲ့နော် ကောင်းဆုံးကောင်းဆုံးလေးတွေစူးစမ်းပေးထားပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာဒီနှလုံးကောင်းကြီးနေကိုတဲ့ကိုပါဝါလေးတဲ့နော်ကိုလေးအချိန်နဲ့အဲ့ဒီမှာကျွန်တော်တို့တက်ကိုဆိုပြီးတော့ကျွန်တော်တို့ကြားပါတယ်နော်ကဲဒါဆိုရင်ဒီနှလုံးကောင်းကြီးနေတဲ့တက်ပါတဲ့တက်ပါဝါ6ပါတဲ့အဲ့ဒီမှာ26ဆိုပြီးတော့ကျွန်တော်တို့ကြားပါတယ်နော် ကဲဒါဆိုရင်ဒီမှာအဲ့တော့ site ရအများကြီးပြရမှာဖြစ်တဲ့အတွက်ဗါဒခမ်းမြန်မြန်လေးသွားလိုက်မယ်အဲ့တော့ဒီနှလုံးပေါင်းညင်းတည်တဲ့ကျွန်တော်တို့တစ်ပါတဲ့နော်တရက်ပါဝါ6ပါတဲ့တစ်6 9ရဲ့ခွန်တင်းနဲ့ကတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘာလို့ခွန်နဲ့ကတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထိုးရမယ်ထိုးခွက်ကပေါ့နော်ဒီညမှာတဲ့ခွန်တင်းတဲ့ပြီးတော့96တဲ့နော်အဲ့တော့ဒီကတော့တနေကုန်စာအတွက်ဖြစ်ပါတယ်ပေါ့နော် တဏီပုံစံအတွက်ဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများเนาะတဏီကိုမဖြစ်မနေเนาะနေကုန်အတွက်ဖြစ်ပါတယ်ဗောနော်ဒီလိုဒီကနန်းလေးခွက်ကတော့မနဲ့မထွက်ညနေထွက်ပါဝင်เนาะဒီကနန်းလေးခွက်ကနေကုန်အတွက်ဖြစ်ပါတယ်เนาะအားထိုးပါเนาะကဲဒါဆိုလို့ရှိရင်အဲ့ထဲမှာမှဘောနော်မဖြစ်မနေကျွန်တော်တို့တပတ်တော်တွင်းမှာတဲ့ကျွန်တော်တို့မွေးကိုမွေးရမယ်ကနန်းလေးကျွန်တော်တို့ နော်အနာကျွန်တော်ဒီမှာ3ည380ခွန်တက်နော်ဒီ3ခွက်ကတော့ဒါတပတ်တော်တင်မှာထွက်ကိုလည်းထွက်ရမယ်မနေ့ပြန်တနေ့ကိုကျွန်တော်တို့မထွက်ဒါတော့နေကုန်တော့ကိုဦးစားပေးတဲ့ဆိုရင်ပဲပေါ့နော်အဲဒီတပတ်တော်တင်မှာဖြစ်နိုင်တဲ့အနေအထားရှိပါတယ်ပေါ့နော်ဟုတ်ပြီတဲ့ဒါဆိုထားလိုက်တော့နော်ဒီမှာကျွန်တော်တို့မြန်မြန်လေးသွားမယ်နော်မြန်မြန်လေးသွားမယ်ဆိုတော့ဒီမှာ ကျွန်တော်တို့ဘာလာပြီးဘာလောက်ကမယ်ဆိုတာလေးကျွန်တော်မိတ်ဆွေများကိုမူလေးတွေကျွန်တော်ချပြပေးသွားမှာဖြစ်ပါတယ်ဗောနော်အဲ့တော့မူလေးတွေကကျွန်တော်ဘယ်လိုချပြပေးသွားမလဲဆိုတော့ဒီမှာကြည့်ဒီကနန်း၃လုံးပေါနော်ဒီကနန်း၃လုံးပေါနော်ဒီကနန်း၃လုံးပေါဒါဆိုရင်နဲ့ဒီ၃လုံးပေါင်းမှာဖြစ်ပါတယ်တဲ့နော် နော်ဒါပါပြီဘာလာမလဲဆိုတာလေးတွေကျွန်တော်တို့မိတ်ဆွေတွေအတွက်နော်အော်ကျွန်တော်ချက်ဆင်းပြပေးမယ်ဒီသုံးလုံးပေါင်းညင်းဒီတဲ့အဲ့ဒီမှာ၅ပါတဲ့၅ပါဝါ၃ညတဲ့အဲ့ဒီမှာနော်၅၃ညကကျွန်တော်တို့အညီဖြစ်ရမယ်တဲ့၅၃ညကီးပေါ့နော်ဟုတ်ပြီနော်၅၃ညကီး1ချိန်ပေါ့ကျွန်တော်ဒီမှာအပြီးပေါက်တောင်ဆင်းသွားတယ်နော် အဲ့တော့ဒီမှာဒီသုံးလုံးပေါင်းကြီးနေတဲ့နော်ဒီသုံးလုံးပေါင်းကြီးနေတဲ့အဲ့ဒီမှာနော်9ရဲ့4ရဲ့ပေါင်းတော့9ရဲ့ပေါင်းတော့6ပါတဲ့နော်6ရဲ့ပါဝါ1ပါတဲ့အဲ့ဒီ6 1တည်းတဲ့အဲ့ဒီမှာဆင်းရမယ်တဲ့26လို့ထွက်တယ်နော်အဲ့ဒီသုံးလုံးပေါင်းကြီးနေတဲ့ကျွန်တော်တို့အဲ့ဒီမှာပါရမလဲ4ရဲ့9ရဲ့ပေါင်းတော့9နော်အဲ့ဒီမှာ9နဲ့ပေါင်းတော့10ပါတဲ့10ပါဝါ3ပါတဲ့အဲ့ဒီမှာ35လို့ထွက်ပါတယ်တဲ့နော်အဲ့တော့ ကျွန်တော်တို့ဒါမနေ့ပြန်မနေ့ခင်းမှတကြိမ်ထွက်ပြီးတာနဲ့ကျွန်တော်တို့ညနေခင်းမှာဘာလုပ်ရမလဲဆိုတာကိုဒါတီတော့လုံးပေါရလိုက်တဲ့နော်အခုဒီမှာပေါ့မာတော့လုံးပေါမယ်ပေါ့ဥမာပေါ့နော်ထွက်လာတဲ့ဟာကိုကျွန်တော်တို့ပါဝါခေါ်မယ်ပြီးဒီမှာကျွန်တော်တို့ဒါအပြီးပေါက်လည်းဖြစ်နိုင်တယ်လို့တလုံးအညီနဲ့လည်းကျွန်တော်တို့ထွားမှာရပါတယ်နော်ဒါတော့ကျွန်တော်ရဲ့ရှေ့ပြီးမူဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေများ ဒါဒီမူလေးကိုထားလိုက်တော့နော်အဲဒါဆိုရင်ကလန်နာနဲ့တစ်ချက်ကျွန်တော်ထပ်ရှင်းပြပြပါမယ်တဲ့နော်အဲကလန်နာမူလေးတွေနော်ဒါတော့တပတ်အတွင်းမွေးကိုမွေးရမယ်မဖြစ်မနေမွေးရမယ်နော်မွေးခွက်ကိုကျွန်တော်ဒီမှာထုတ်ပေးသွားပါမယ်တဲ့နော်ကျွန်တော်ညီဝန်လာများယုံကြည်တဲ့သူများပေါက်ကိုပေါက်စေရမယ်နော်အဲတော့ကျွန်တော်တို့ဒီမှာဒါတော့တချို့မသိတဲ့မိစေတွေနော်ဒီနေ့ညလိုက်မှာတော့နည်းနည်း view လေးတွေနည်းနည်းတက်ထားတယ်ပေါ့နော်အဲ့တော့ကိုကျွန်တော်ဒီမှာအချက်ရှင်းပြပေးမယ်နော်ဟုတ်ကဲ့ဒီမှာအပူဖြစ်ပါတယ်တဲ့နော်ဒီမှာမနက်ခင်းတစ်ချိန်ပူထားပါတယ်တဲ့နော်ဒါတက်စာ formula တွေပေါ့နော်မနက်ခင်းတချိန်ပူလာတဲ့အတွက်အဲ့ဒီ9ရက်တော့ဒီမှာအပူပြန်လာပါမယ်တဲ့1ရက်2ရက်3ရက်4ရက်5ရက်နော်ဟုတ်ကဲ့5ရက်မြောက်မှာအဲ့ဒီမှာ ကြတော့ပြီเนาะတပူเนาะဟုတ်ပြီเนาะနောက်ထပ်အဲ့ရနေပြီးတော့ကျွန်တော်တို့တစ်ချက်ကြည်လာမယ်တဲ့เนาะဒါမနက်ခင်းမှပူပြီးဆိုတာ ਨੇ ပေါ့เนาะနက်ခင်းမှပူပြီးဆိုတာ ਨੇ ကျွန်တော်တို့9ရက်အတော်တွင်းကိုတဲ့ဟာလားအပူပြန်လိုက်ရပါမယ်ဆိုတာလေးပေါ့เนาะအဲ့မူလေးကိုဒီမှာကျွန်တော်အားဒီမှာနက်ခင်းမှငါးငါးလို့ပူတယ်ဗျာเนาะ ်မှငါးငါးလို့ပူးပြီးတာနဲ့တရက်နှစ်ရက်သုံးရက်လေးရက်ငါးရက်6ရက်မြောက်မှာအဲ့ဒီမှာ10ဘူးလို့ပြန်ကြပါတယ်တဲ့နော်ကဲနော်ကဲအဲ့ဒီမှာလာမယ်လာမယ်လာမယ်နော်အော်ဒီမှာကမရှိဘူးနော်အဲ့တော့ဒီမှာလာမယ်လာမယ်လာမယ် cái miếng ai là cho nó mình cho nó mà cho mà đó nó mò ai trong số rồi um, hả đi mà tiệp bù nó mình này khi mà tiệp bù tiền này á tiền này á 3ရက်4ရက်5ရက်6ရက်9ရက်မြောက်မှာကိုပူပါတယ်เนาะဒါမွေးကနမွေးကနမွေးကနထောက်ပေးတာအဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်အဲ့ဒီမှာခွန်ပူပါတယ်လို့ချောင်းနေဆိုမောနေမှာဘောအကြည့်လေတဲ့ဒါဆိုရင်လည်းကျွန်တော်တို့ဒီမှာတရက်၂ရက်၃ရက်၄ရက်၄ရက်မြောက်မှာတပူပါတယ်တဲ့เนาะ အဲ့ဒီမှာမနက်ခင်းတပူပူပြီးတာနဲ့အပူစင်းပြီးတာလည်းအဲ့ဒီမှာ၁ရက်၂ရက်၃ရက်၄ရက်၅ရက်၅ရက်မြောက်မှာထပ်ပြီးတော့အပူကြပါတယ်တဲ့နော်ကျွန်တော်ကဏ္ဍတကုတ်ကိုရမ်းမလိုက်ပဲနဲ့ဘလို့အေးအေးအေးဘလို့ချက်အမေနော်အေးအေးနော်တာဖာနဲ့အမေအေးတာဖာနဲ့အမေဟုတ်တယ်တာဖာနဲ့အမေရ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 ေဖာခုလေအေးပါရေချိုးရရေချိုးမနေအောင်ဖေးအဲ့တော့ဒီမှာကျွန်တော်တို့ မနေ့ကမှခွန်ဘူးကြထားပါတယ်တော့တရက်၂ရက်၃ရက်၄ရက်၅ရက်မြောက်မှာမှတဘူး၄ဘူးဆိုပြီးတော့ထပ်ဆင်းပါတယ်เนาะအဲ့တော့ဒီမှာကျွန်တော်တို့ရှုံเนาะ၄ရက်အမှမနေ့ကမှ၄ဘူးလို့စဉ်းစားပါတယ်တရက်၂ရက်၃ရက်၄ရက်เนาะ၄ရက်မြောက်မှာ၅ငါးဆိုပြီးတော့အပူဆင်းပါတယ်တဲ့ပြီးခဲ့တဲ့ပွဲစဉ်ကဘာကြောင့်အပူမဆင်းသွားလဲဆိုတော့ဒီမှာချက်ကြည့်မယ်เนาะဒီမှာ၅ငါးလို့စဉ်းမိတာ ਨੇ တဲ့เนาะ အဲ့တော့ဒီမှာကျွန်တော်တို့1ရက်2ရက်3ရက်4ရက်5ရက်အဲ့ဒီမှာပြတ်တယ်ပေါ့နော်6ရက်နေ့ဟုတ်နော်အဲ့တော့9ရက်နေ့ဒီမှာလာပါမယ်နော်ဒီမှာကျွန်တော်တို့ကဖောင်းလာပါလေနော်အဲ့တော့ဒီမှာဖောင်းပြီဆိုတော့ကျွန်တော်တို့ဒီနေရာမှာနော်ကျွန်တော်တို့ဒီနေရာမှာတဲ့မဖြစ်မနေ အပူဆင်းကိုဆင်းရပါမယ်ပေါ့နော်ဒါသူရဲ့နေမနဲ့မထွက်ညနေပေါ့နော်မနဲ့မထွက်ညနေပါဟုတ်ပြီလားဒီနေရာမှာနော်ဒီနေရာမှာအပူဒါဆင်းကိုဆင်းရပါမယ်တဲ့နော်ဒါမွေးကနန်းနော်အပူဒီတစ်ပတ်တော့တင်မှာတနင်္လာနေ့ကစပြီးတော့အပူလိုက်ကိုလိုက်ပါလို့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဒီလိုက်ကနေပြီးတော့တတိပေးပြစီပေါ့နော် အဲ့တော့တတိပီးပြစီဆိုတော့နော်လုံးမိုင်အနေနဲ့ပေါ့လုံးမိုင်အနေနဲ့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ပွဲကကျွန်တော်တို့တစ်ပြောက်သွားတယ်နော်တစ်ပြောက်သွားတယ်ပေါ့နော်အဲ့ဒီတစ်ကားရတဲ့ကျွန်တော်တို့ဒီတဘူးလို့ဆိုပြီးတော့ထွက်လာချီရှိနိုင်တယ်လို့ပေါ့နော်တည့်ရဲ့နှစ်ခက်ရှစ်ဘူးလို့ကျွန်တော်တို့ထွက်နိုင်ပြီရှိလာပါတယ်ပေါ့နော်အဲ့ဒါတခြားလေးမှတ်ထားပါနော်အဲအကြောင်းမိတ်ဆွေများဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ ဒီကနေ့ပွဲဟာဒီမှာနော်စုံဘူးမဘူးနော်မဘူးဆိုတော့အဲ့တော့မဘူးကျွန်တော်တို့ဒီစုံဘူးပူနိုင်တဲ့အနေအထားမျိုးရှိပါတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျောင်းမိတ်ဆွေများအပူကိုလိုက်ပါလို့ကျွန်တော်အပူကိုမွေးပါလို့ကျွန်တော်ထပ်ပြီးတော့ပြောတော့ပြစီခင်ဗျာအဲ့တော့လူတော်တော်များများပေါ့နော်ဒါအများစုကတော့ဒါအပူကို လိုင်းစင်လိုင်းအားနဲကြတယ်ပေါ့နော်ကျွန်တော်ကတော့ဒါကျွန်တော်ကလင်နာနဲ့ကျွန်တော်မူနဲ့နော်ကျွန်တော်ဒီမှာရှင်းပြပေးတာဖြစ်တဲ့အတွက်အပူကတော့မဖြစ်မနေလိုက်ကိုလိုက်ရပါမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့အားနေချင်းအားတာချက်ကကျွန်တော်တို့ဒီပေါ့နော်ဒီလိုအပ်ချက်တွေအများကြီးတော့ရှိပါတယ်ပေါ့နော်ဒါတွေကိုနောက်ဗီဒီယိုမှာကျွန်တော်စက်ပြီးတော့ရှင်းပြပေးပါမယ်ဒီ ကျွန်တော်တို့ကနန်းသုံးလုံးထောင်ပြီးဘာလာနိုင်နေဆိုတာလေးကြီးရောဒီမှာနော်ဒီလိုကနန်းသုံးလုံးထောင်ထားရယ်နော်အဲ့လိုဒီမှာကနန်းသုံးလုံးထောင်ထားတယ်ဘာလာနိုင်နေနော်အဲ့တော့ကျွန်တော်မိတ်ဆွေများတွေ့နော်ဟုတ်ကဲ့ကဲအားလုံးမယ်နော်ဒီမှာ ဘဲအလာဘဲဘဲအလာဘဲဘဲကယူကဝဲမကာလာပတ်ချဝဲလာအေးပေါ့ကာလာတပတ်အတွင်းနဲ့နော်အပူမွေနော်ပူမွေပါလို့ကျွန်တော်ပြောချင်ပါရဲ့နော်တေချာပေါ့လာလာမှာဖြစ်ပါဒါတော့ကျွန်တော်ရဲ့နီးစနစ်နဲ့ပေါ့နော်အဲ့တော့ဒီထိုးရမယ့်ထိုးကွက်ကတော့ဒီမှာကျွန်တော်မိတ်ဆွေများ58 33 ခွန်တက်ခွန်ခွန်ချောင်းเนาะအားထိုးပါဟုတ်ပြီလားအဲဒါဆိုရင်ဒီလောက်ပါပဲခင်ဗျာเนาะကျွန်တော်ညီကောင်တို့များတော့မနက်ခင်းတစ်ချိန်ထွက်ပြီးတာနဲ့ဒီရှိဒီသုံးလုံးပေါင်းมาဖြစ်ပါတယ်ပါဝါယူအညိထိုးအောင်มาဖြစ်ပါတယ်ဗောနော်ကဲအားလုံးပဲကံကောင်းကြပါသည်လို့เนาะကံကောင်းကြပါစေเนาะကံကောင်းကြပါစေခင်ဗျာเนาะကဲဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ like လေးကိုဒီနေ့ညတော့ဒီလောက်ပါပဲခင်ဗျာเนาะအားလုံးပဲအစီအကံကောင်းချုံးမွေ့ကြပါသည်เนาะ ဲ့ရရှိရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘလို့ပုံစံနဲ့ပွဲဥထွက်လာမယ်ဆိုတာကိုကျွန်တော်တို့စောင့်ကြည့်အောင်မှာဖြစ်တဲ့အတွက်เนาะနောက်ရက်ဒီကြမှာပဲကျွန်တော်ထပ်ပြီးတော့ like ကျွန်တော် like ကိုကျွန်တော်ဗီဒီယိုဖိုင်ကိုအမြဲတမ်းကြည့်ရှုနေတယ်ဆိုဗီဒီယိုဖိုင်အောက်မှာ subscribe ဆိုတဲ့အနေအောင်စာတန်းလေးကိုတစ်ချက်နှိပ်မယ်စရင်သွင်းရန်ဆိုတဲ့เนาะစာတန်းလေးကိုတစ်ချက်နှိပ်မယ်အဲ့တော့ခေါလောင်းလေးကိုတစ်ချက်နှိပ်ထားမယ်ဆိုရင်ဒါကျွန်တော်တင်တိုင်းဗီဒီယိုတွေ့မြင်ရမှာဖြစ်ပါတယ်။ကဲဒီလောက်ပါပဲခင်ဗျာနော်။ကြည့်ရှုသူမိတ်ဆွေများအားလုံး 생리 처음으로 강강자 봐도 그냥.